နေဥပရေတာ15ရန်သူကို အပေးတိုင်ခြင်းမုံမှာသဘောတရားဖျားသခင်ရဲ့ရွေးကောက်ခံတမန်တော်ရဟူဒီလူမျိုးတို့ရဲ့ရှေးဦးကောင်းဆောင်ဖြစ်တဲ့ကောင်းချီးကံပရောဖက်မောရှိကဆလို့ခေအဆက်ဆက်ကကြီးကျယ်မြင့်မြတ်တဲ့ခေါင်းဆောင်တွေအားလုံးဟာအန်ဒီရဲ့ကြီးပြီးကြောက်ဖို့ကောင်းတဲ့ရန်သူဟူသမျှအပေးတိုင်ခြင်းမုံဖို့လိုအပ်တာကို လက်ခံကြပါတယ်တချို့သောခေါင်းဆောင်တွေဆိုရင် ေးဆက်မှုကြီးတွေနဲ့စတေးခဲ့ပြီးတော့မှဒီသင်္ကန်းစာကို နားလည်လက်ခံနိုင်ခဲ့ကြတာပါမိငယ်မိစဆိုရင်ဘလောက်ပဲသေးနှုတ်သိမ့်ဖြင်းနေပါစေမိတောက်မိလျံအဖြစ်အချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်တဝက်တစ်ပြက်နဲ့အပေးမသက်ခဲလို့ဆုံးရှုံးမှုကြီးတွေဖြစ်ခဲ့ရပေါင်းလဲများလှပါပြီရန်သူကိုအပီးတိုင်မချေမုန်းနိုင်သည်၍အချိန်မရွေးဂလက်စားချေလိုက်မယ်အနိုင်နဲ့ပိုင်းပါ အာခံနိုင်လောက်တဲ့ခွန်အားရလို့စိုးစင်းမြမကြံအောင်ရှင်းလင်းတုတ်တင်ပြပါနှီးစဉ်ဩဇာအာဏာအရှိန်အဝါအတွက်ကြိုးပမ်းသူတိုင်းမလွဲမသွေကြုံတွေ့ရမယ့်ပြဿနာကပြိုင်ဘက်ရန်သူပေါ်များခြင်းဖြစ်တယ်ရန်ဖန်ရန်ခါမှာဘလို့နီးနယ်ပဲစ조사ရင်ဆိုင်ပါစီနည်းနည်းလေးမှတွန်းလန့်ခွာကြော်ဖြန့်ကြပယ်ထုတ်လို့မရနိုင်တဲ့ရန်သူတော်ကြီးတွေနဲ့ရှောင်မရပြေးမရဒေတို့ကြီးရှင်ရတတ်တယ် ကိုနဲ့ပတ်သက်လာရင်အစအနလေးတောင် အကြံမခံပဲလုံးဝမြေလံဖြောက်ပြက်ခြင်းနဲ့ရန်သူမျိုးတွေနဲ့လည်းရင်ဆိုင်ရတတ်တယ်။အဲ့ဒီလိုရန်သူမျိုးတွေနဲ့ရင်ဆိုင်ရတိုင်းအထူးမှတ်ထားရမှာက တဝက်နဲ့လည်းမရက်နဲ့သုံးပုံတစ်ပုံအနိုင်ရယုံလောက်နဲ့လည်းမကျန်နဲ့လိုက်နဲ့။ရောင်ပြီးတော့တောင်မတနာမီးစင်နဲ့။နှစ်ဦးနှစ်ဖက်ချစ်ကြည်ရေလုံနိုင်လောက်မှပဲလို့မမျော်လင့်လိုက်နဲ့။အဲ့ဒီလိုမပြီးမပြတ်လက်စမတတ်နိုင်ခဲ့ရင် ရန်သူတွေဘက်ကငโกကတက်ပို့ပြီးစီလုံးသွားတတ်တယ်။ငโกတက်ပို့ပြီးဂလတ်စားချေလို့စိတ်ပြင်းပြသွားတတ်တယ်။ငโกတက်ပို့ပြီးကိုအကျိုးကိုဖျက်ဆီးဖို့ရာထက်တန်စိတ်ကြီးထွားသွားနိုင်တယ်။အရှိန်ယူဖို့အရှိန်ယူကြလိမ့်မယ်။သူတို့အပေါ်တပန်းတာထားတဲ့အချိန်အတော်အတွင်းမှာကိုဘက်ကပြုသမျှကိုနုခံပြီးတီးခန့်နေကြလိမ့်မယ်။အာမတန်မန်လျှော့ထားခဲ့ပြီးအချိန်တန်ရေချိန်ကြိုက်တာနဲ့ပြန်တွယ်ဖို့လုပ်လိမ့်မယ်။လုံးဝမပေါ့နဲ့။ ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲလွယ်ပါတယ်မတနာပါနဲ့ယန္တုအပေါ်ပုံကိုရေခန်းစားချက်တတ်တဲ့မတုတ်ပြန်မတိုက်ခိုက်မဆက်ဆံပါနဲ့ပြတ်သားပါတည်ကြည်ပါဖြောက်မတ်ပါအပြောနဲ့အလုတ်အတွေးနဲ့အကြံမှန်ကန်ပါစေကို့အပေါ်တိုက်ခိုက်ချိန်မုံလာနိုင်တဲ့လူမျိုးယန္တုကိုတံပြန်ချိန်မုံဖြစ်စီတက်ရမယ်ငြင်းကြံမှုနဲ့တည်ငြိမ်မှုဆိုတာယန္တုရဲ့အစအနအရေးအယံတစ်ခုမကြံအမြင့်ဖြတ်တုတ်တင်ထားမှရနိုင်တယ် ီနီဥပရိသားကိုတရုတ်ကွန်မြူနစ်ဝါဒဖခင်ဥက္ကဋ္ဌကြီးမော်စီတုံးသိခဲ့တယ်1934ခုနှစ်တုန်းကတရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့တော်လန်ရေးတပ်သား9000ခွဲဟာပြိုင်ဘက်ဖြစ်တဲ့ဒီမိုကရက်တစ်ဝါဒီခေါင်းဆောင်ကျိုကိုင်းရှက်ရဲ့တိုက်ခိုက်မှုတွေကိုတောက်ခံနိုင်စွမ်းမရှိတော့တဲ့အတွက်တရုတ်သမိုင်းမှာနမဲကျော်လူသိများတဲ့ခရီးခြေချီတက်မှုကြီးနဲ့တရုတ်ပြည်အနောက်ပိုင်းကို ထွက်ပြေးတင်းရှောင်ခဲ့ရတယ်။ အခြေအနေအရဒီမိုကရက်တစ်ဖက်ကအင်အားကောင်းနေတဲ့အတွက်စင်ပြိုင်ဖြစ်တဲ့ကွန်မြူနစ်တွေကိုတယောက်မကြံရှင်းထုတ်ချင်နေခဲ့တယ်။နှစ်အနည်းငယ်တွင်းမှာကွန်မြူနစ်ဝါဒီတော်လန်ရေးတပ်သား9000ခွဲဟာခရီးကြမ်းကြီးကိုချီတက်ရင်းကြိုကိုင်းရှက်ရဲတိုက်ခိုက်မှုတွေကိုတက်ဆုပ်တဲ့နည်းနဲ့ခုခံနိုင်သလောက်တောက်ခံကာကွယ်ပြီးရှောင်တိန်ခဲ့ရတဲ့အတွက်လူအင်အားတဖြည်းဖြည်းရုပ်ရော်သွားခဲ့ပြီးနောက်ဆုံး တက်သားအင်အားတသောမပြည့်တပြည့်ပဲကြံတဲ့အခြေအနေထိရောက်သွားခဲ့တယ်။ဒါတောင်မှ မော်စီတုံးရဲ့ကြားပြတ်ဥဆောင်မှုကြောင့်အဲ့ဒီလိုအင်အားပမာဏကြံရှိနိုင်ခဲ့တာဖြစ်ပါတယ်။ခရီးရည်ခြိတက်မှုကြီးမှာကွန်မြူနစ်ရဲဘော်မြောင်များစွာကြာရှုံးခဲ့ပေမဲ့မော်စီတုံးရဲ့ပျောက်ကြားစီရင်ထူးချွန်ပြောင်မြောက်မှုတွေကြောင့်တက်သားအင်အားတသောခန့်ကြံရှိနိုင်ခဲ့တာပါ။အခုလိုစွမ်းဆောင်ရည်မျိုးနဲ့ဥဆောင်နိုင်ခဲ့လို့လေမော်စီတုံးကိုနောင်တစ်ချိန်မှာ နိုင်ငံခေါင်းဆောင်အဖြစ်ပြန်လည်ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်1938ခုနှစ်မှာဂျပန်တွေကတရုတ်ပြည်တဲကိုချင်းနှင်းဝင်ရောက်လာပြီးကျူးကျော်ဆက်ပြုပါတယ်ကွန်မြူနစ်တွေက အန္တရာယ်မရှိတော့ပါဘူးဆိုပြီးဆုံးဖြတ်ချက်အလွဲအမှားများစွာနဲ့ကြိုကိုင်းချက်ဟာဂျပန်ရဲ့ရန်ကုန်ပဲဦးစားပေးအနေနဲ့ပြောင်းလဲတိုက်ခိုက်ခဲ့ပါတယ်ကွန်မြူနစ်တွေနောက်ရေဆုံးမြေဆုံးလိုက်မဲ့အစီအစဉ်တွေ အားလုံးကို ပြန်လဲရုပ်သိမ်းလိုက်ပြီးဂျပန်ရန်ကိုပဲဦးစားပေးတိုက်ခိုက်ဖြစ်သွားခဲ့တာဟာတမိုင်းအရာအကြီးဆုံးပြစ်ချက်ကြီးဖြစ်သွားခဲ့ပါတယ်။နောက်တဲ့10နှစ်ကြာခဲ့တဲ့နောက်မှာကွန်မြူနတီတူရဲ့အင်အားပြန်လဲတောက်တဲလာခဲ့ပြီးဒီတကြိမ်မှာတော့ကျိုကိုင်းရှိရဲ့စစ်တပ်ကြီးဟာဂျပန်စစ်ကြောင်အင်အားချိနဲ့နေပြီဖြစ်တဲ့အတွက်တက်နီတော်ရဲ့စစ်အင်အားကို တောက်ခံနိုင်စွမ်းလုံးဝမရှိတော့ပါဘူး။ ရန်သူကိုအပေးတိုင်ခြေမုံရမယ်ဆိုတဲ့အချက်ကိုကြိုကန်းရှက်မတိနိုင်မမြင်ကန်ခဲ့လို့ဂလက်စားတန်ခတ်မှုကိုနှစ်ဖူးတွေဒူးတွေကြုံခဲ့ရတာပါမော်စီတုံးကတော့နှစ်ဖူးပေါ်ထိတ်ကွက်အခြေအနေပေါ်အမျက်ထုံနိုင်အောင်ပါနှက်မှုရှိခဲ့ပါတယ်တက်နေတော်နဲ့ထိတ်တိုက်တွေ့ခဲ့ပြီးနောက်မှာကြိုကန်းရှက်အပါဝင် သူ့ရဲ့စစ်တပ်တပ်မတော်တစ်ခုလုံးထိုင်ဝမ်ကျောအပါဝင် အခြားအိမ်နီးချင်းနိုင်ငံတွေကိုစစ်ပြေးတွေအဖြစ် နှိမ့်ချင်းညာချင်းထွက်ပြေးခဲ့ရပါတယ်ကျူကိုင်းရှက်အပါဝင်သူလက်ခံကျင့်သုံးနိုင်ခဲ့တဲ့နိုင်ငံရေးမူဝါဒတွေရောတမိုင်းကြောင်အချက်အလက်အလုံးတစ်ခုမကြံမြေလံဖြောက်ပြက်ခံရပြီးတမိုင်းမှာ လူဆိုးအဖြစ်သတ်မှတ်ခံရတဲ့အသည့်ဘဝပြက်နမယ်ပြက်ဂုံမဲတဲ့ရှင်သန်မှုနဲ့အဆုံးသတ်သွားခဲ့ရပါတယ်ရန်သူအပေါ်အနိုင်ပိုင်းနိုင်ခြင်းနဲ့အပီးတိုင်ချိန်မုံနိုင်ခြင်းတို့ဟာ ခေပြိုင်စစ်မှတ်ရေးရာနေပရိယေတွေအရာမဖြစ်မနေဖော်ဆောင်ရမယ်စစ်ရေးပန်းနိုင်တွေဖြစ်ကြောင်းစစ်ရေးစစ်ရာ တွေးခေါ်မျှော်မြင်သူ ခပုန်ခလောင်စေးဝိတ်ကသူ့ရဲ့စစ်ရေးနီးပြူဟာလက်ဆွဲစာအုပ်မှာရေးသားဖော်ပြထားခဲ့ပါတယ်စစ်ရေးသဘောအရာရန်သူအင်အားကို အမြင့်ဖြတ်ချေမှုန်းပြီးအတာစီးနေရာမှာလက်ဦးမှုရယူထားရမယ်အရေးပါတဲ့စစ်ရေးအောင်မြင်မှုရသွားတိုင်းရန်သူရဲ့အန်တရရဲ့အပေါ် ပေါ့ပေါ့တန်တန်တွေးလို့မဖြစ်ဘူးရန်သူကို လုံးဝအနာမပေးမိစေနဲ့ရန်သူရဲ့နောက်ခံ အရင်းမြစ်တွေကိုဆက်လက်တုတ်တင်ရှင်းလင်းပါရန်သူကိုကြောတောက်နောက်ခံပေးသည်။အကူတက်တွေကိုလည်းကြားဖြတ်တိုက်ခိုက်ပါရန်သူအင်အားနဲ့ရန်သူတို့ရဲ့တံပိုးအရှိဆုံးအရေးကြီးဆုံးသောမြို့ခံနယ်တွေကိုဆက်လက်သိမ်းပိုက်ပါ ကြေအေးခွင့်လည်းမပေးရအနေအေးခွင့်မရှိစေရရန်သူရဲ့ပိုင်ဆိုင်မှုထိန်းချုပ်မှု ုတ်ကဲစီရင်မှုအရေးအမြင့်အားလုံးကိုလက်ပြောင်းရယူနိုင်ဖို့ရန်သူအင်အားရှိရှိသမျှအမြင့်ဖြတ်အပေးတိုင်ချေမုံပါဘာလို့ဒီလောက်အထိလှုပ်ဖို့လိုအပ်တာလဲစစ်မှတ်ရေးရာအရာကျင့်ဝတ်ဆိုတာရှိပေမဲ့လည်းစစ်ရေးအရာငြိမ်းချမ်းမှုကိုဖော်ဆောင်တဲ့နေရာမှာရက်စက်မှုမပါဘဲအလုံးမဖြစ်နိုင်ပါဘူးစစ်ရေးအမြင်အရာတကြိမ်မြကြမ်းတမ်းခတ်ထန်ခြင်းဟာ စေချိန်မကတဲ့အေးချမ်းမှုတွေကို ပေးနိုင်စွမ်းရှိပါတယ်။စစ်ကြီးပြီးဆုံးသွားတဲ့အခါနယ်မြေခွဲဝေရေးနဲ့အရင်အမြင့်ခွဲဝေရေးကိစ္စတွေကိုနောက်ဆက်တွဲအဖြစ်မဖြစ်မနေညှိနှိုင်းလှုံ့ဆော်ကြရပါတယ်။စစ်ကြီးအတွင်ကိုယ့်ဘက်ကရယူထားတဲ့လက်စုပ်လက်ကင်ပြเสียရာပိုင်ဆိုင်မှုတွေသိမ့်ပိုက်ထားယူမှုတွေ မရှိခဲ့ရင်ဘလို့ပဲညှိနှိုင်းပါစေပေးဆက်ရင်းနှီးထားတဲ့စည်ရေးအရာ ကုန်ကြမှုတွေကို ြန်လည်ဖြည့်ဆည်းကာကွယ်ပေးနိုင်လောက်တဲ့အကျိုးအမြတ်တွေလည်းရမှာမဟုတ်သလိုစည်ရေးအရာအောင်မြင်ပေမဲ့ညှိနှိုင်းရေးအရာအရေးနှိပ်ပြီးအဆုံးကြီးဆုံးရှုံးတတ်ပါတယ်ဒီပြဿနာကိုဖြည့်ရှင်းနိုင်တဲ့နည်းကရိုးရိုးလေးပါ ရန်သူကိုရွေးချယ်စရာမပေးဖို့ပါ ဖြစ်နိုင်ရင်အမြင့်ဖြတ်ချေမုံပါတုတ်တင်ရှင်းလင်းပြစ်ပါရန်သူရဲ့အစအနာတစ်ခုမှကြံအောင် ဖြည့်ဆည်းလိုက်ပါဩဇာအာဏာအရှိန်အဝါရဲ့မူလပန်းနိုင်ကိုက ရန်သူအဖို့ထိတ်ချုပ်ကင်တွယ်နိုင်ခြင်းဖြစ်တဲ့အတွက်ကိုအလိုရှိတဲ့အတိုင်းရန်သူကိုစေနိုင်အောင်ငကိုကလေးကပြတ်တမ်းနိုင်ရမယ်ရန်ဖြစ်မှာတော့တဝက်တပြက်နဲ့ချမ်းမထားနဲ့တို့လိုတန်လန်းကကြည်ရဆိုးသလိုမပြီးပြတ်တဲ့ပြဿနာကငကိုထပ်ပိုဆိုးတတ်ပါတယ်ရန်သူမှာရွေးချက်စရာပြေးလမ်းမရှိတော့ရင်ကိုဖြစ်စေခြင်းတဲ့အတိုင်းခေါင်းညိတ်ကြပါလိမ့်မယ်ရန်သူကိုအပေးတိုင်ချိန်မုံးပါဆိုတဲ့ဤဥပရိသားက စည်ရေးစည်ရမှာပဲအတုံးချရတဲ့နေပရိယမဟုတ်ပါဘူး။နေပေတိုင်းမှာအတုံးချလို့ရနိုင်တဲ့အတုံးချနေဥပဒေသားဖြစ်ပါတယ်။ညှိနှိုင်းရေးဆိုတာက အောင်မြင်မှုကိုဝါမျိုတက်တဲ့အစိတ်နဲ့တူပါတယ်။ဒါကြောင့်အောင်နိုင်မှတော့ညှိနေစရာမလိုအောင် ရန်သူကိုရွေးချယ်စရာပြေလည်လုံးဝမပေးမိပါစေနဲ့။အနိုင်နဲ့ပိုင်းနိုင်အောင် အပေးတိုင်တိုက်ခိုက်ချေမုန်းပါ။တခါတည်းပြီးပြက်အောင်ပြက်တနာပရိပခ္ခတွေကို တထိုင်တည်းဖြည့်ရှင်းပါ။ အချိန်ဆွဲလေလေရန်သူတွေအတွက်အကျိုးရှိလေလေဖြစ်တဲ့အတွက်ညှိနှိုင်းရေးထက်ပြီးပြည့်ရေးကိုဦးစားပေးပေါ်ဆောင်ပါညှိနှိုင်းစရာရှိနေသေးသေး၍ကိုယ့်ရန်သူတွေမှာပြေလံပွင့်နေစေဖြစ်တာကိုသိထားပါညှိနှိုင်းစရာမရှိတော့ဘဲခေါင်းညိတ်ယုံမှအပါကြံတဲ့နေမရှိတော့ဘူးဆိုရင် ရန်သူရဲ့ဂလက်စားနဲ့အာခံမှုကိုစိုးရိမ်စရာမလိုတော့ပါဘူးအောက်ဆုံးမှာပြပြနေအောင်ဖိထားတတ်ရမယ်အဖြစ်မှန်ကိုလက်ခံနိုင်ပါစေ။ အတွေးမများပါနဲ့ရန်သူအပေါ်မရက်ဆက်နိုင်သရွေဘယ်တော့မှစိတ်လုံကြုံမှာမဟုတ်ပါဘူးမပြည့်ပြတ်သေးတဲ့ပြဿနာတွေကဖြစ်လာမဲ့ပြဿနာတွေတက်ပိုပြီးရှုပ်ထွေးခက်ခဲနိုင်တယ်ဒါကြောင့်အပေးဖြတ်တတ်တဲ့အကျင့်မျိုးကိုမွေးမြူပါကို့အနေထားနဲ့ကို့အခြေအနေအရရန်သူနဲ့ဖြစ်ပျက်ထားတဲ့အရေးကိစ္စတွေကိုအပေးပြတ်ဖို့ရမလွယ်ဘူးဆိုရင်တံပြန်ဒုက္ခပေးလို့မရနိုင်တော့အောင် ရန်သူနဲ့အဝေးဆုံးမှာကင်းနိုင်သမျှကင်းအောင်နေတိုက်ပါရန်လဲမဖြစ်နဲ့မိတ်လဲမဖွဲပါနဲ့လမ်းခွဲစကားပြောပြီးအခဲမကြေသမျှကိုတနေရာထဲမှာစုပုံလိုက်ပြီးညီချင်းတဲ့သာမြုပ်ထားလိုက်ပါ မစွမ်းတာတဲ့အချိန်ရန်သူအပေါ်အနိုင်နဲ့ပိုင်းလို့ရနိုင်မဲ့အကောင်းဆုံးသော နီလန်းဆိုလို့တခုပဲရှိပါတယ်အဲ့ဒါကတော့မနိုင်တဲ့အစုံအရှုံးမရှိအောင်ပိုင်တလောက်ကိုသာခိုင်အောင်စူးစမ်းလိုက်ပါဝေဟုတ်ကို ခြေနဲ့ဖိသက်ပင်မဲမတည်သေးပဲရှင်နေသေးရင်နှစ်ဆပြင်းတဲ့အစိတ်နဲ့ပြန်ပေါက်လိုက်မယ်အပေးတိုင်မချေမုန်းထားတဲ့ရန်သူလဲအဖိခံမွေဆိုးလိုပဲ မစွမ်းသာလို့သာငြိမ်နေမယ်အခွင့်သာရာနဲ့ဆုံးခန်းတိုင်အောင်ပြန်လှုပ်လိုက်မယ်အချိန်နဲ့အချိန်ရသလောက်အစိတ်ပူပြင်းတတ်ပါတယ်ချစ်ခင်တနာပြတာကို လူတွေကြိုက်ပင်မဲအမြဲမှတ်မထားကြဘူးတခါလောက်ပဲနာကျင်စီမိခဲ့ရင်တေတပန်သက်သဆုံးမိမသွားပဲ ကလစားချေဖို့တွေးနေတတ်ကြတယ်။ရန်သူကိုတိုက်ခိုက်မှတော့စုံကန်းတိုင်တဲ့အထိချေမုံတုတ်တင်ပါဝင်သက်ကိုထွက်ခွင့်အောင်မပေးမိစေနဲ့။ဘာပဲလှုပ်လှုပ်စုံကန်းတိုင်အောင်လို့